မင်္ဂလာပါခင်ဗျရှကုခိတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်လူတို့ကောင်းဆောင်ဒေါ်ဆတ်စုကြည်ကိုအချက်ဖတ်စကောင်စီကနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီးသူမမှာသွားတဲ့နှလုံးယောဂဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပြီပဲစိတ်ကူတာကွအပြည့်ဝမပေးပဲစစ်တပ်ကရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာ prison witness ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကပြောပါတယ် DNA တိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုအချက်ဖက်စကောက်စီတက်ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေရမှာစစ်မှုထမ်းတပ်သားအစ်စ်တွေကိုမူရစ်စေးတွေကျွေးပြီးအသေးခံတိုက်ခိုင်းနေတယ်လို့သူတို့စစ်တပ်ကထွက်ပြေးလာတဲ့စစ်သားတွေကိုပါတော်လိုင်းတပ်တွေကကယ်ထုတ်ပေးနေရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုအချက်ဖက်စကောက်စီကနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီး သူမမှာပွားတဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပြီမဲ့စေကူတာကွယ်အပြည့်ဝမပေးဘဲစစ်တပ်ကရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာ prison witness ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမှာတော့ဒေါက်ဆာစုကြည်ကိုအချက်ဖတ်စစ်ကောင်စီကနေပြီးတော့အချုပ်ထောင်နဲ့14မိုင်အကွာကသူတို့စစ်တပ်ရဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင့်တင့်ကြပ်ကြပ်နဲ့မတရားဖမ်းဆီးချုံနှောင်ထားတယ်ဆိုပါတယ်။ လက်ရှိမြန်မာ prison witness အဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်အရလူတကောင်းဆောင်တုံးဆန်းစုကြည်ချုပ်နှောင်ခံထားရတဲ့နေရာကိုလက်ရှိချိန်မှာစစ်တပ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူကွက်ကဲနေပြီးသူမအတွက်အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်းစားအဲ့တွေ့ခွင့်လည်းမရှိတဲ့အပြင်အကျဉ်းသားအခွင့်အရေးတွေပါချိုးဖောက်ခံနေရပြီးလက်ရှိဒေါန်ဆာစုကြည်မှာတွားနေနှလုံးယောဂဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပေမဲ့စေကူတာကွင့်အပြည့်အဝမပြီးပဲ စစ်တပ်ကရွေးချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာ prison witness ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆုံးငယ်ကပြောထားပါတယ်။အဲ့ဒီလိုအချင်းတော်နဲ့မှလူတကောင်ဆောင်တော်ဆန်းစုကြည်ရဲ့အခြေအနေတွင်နဲ့ပတ်သက်ပြီးမြန်မာ prison witness အဖွဲ့နဲ့အတူယုံကြည်စိတ်ချရတဲ့တည်င်းရင့်မြစ်တွေမိဖက်အဖွဲ့စည်းတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှအခုလိုတည်င်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်းမဆုံးငယ်ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ DNL သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုအချက်ဖက်စကောင်းစီတက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေရမှာစစ်မှုတပ်တပ်အစ်စ်တွေကိုမူးယစ်ဈေးတွေကျွေးပြီးအသေးခံတိုက်ခိုင်းနေသလိုသူတို့စစ်တပ်ဘက်ကထွက်ပြေးလာတဲ့စစ်သားတွေကိုပါတော်လိုင်းရေးတပ်တွေကကယ်ထုတ်ပေးနေရတယ်လို့ DBL တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။လက်ရှိ DNL သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုပြန်လဲသိမ့်ပိုက်မယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်လုံနေတဲ့အချက်ဖက်စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးတဲ့အချိန်တွေမှာစစ်မှုထမ်းတပ်သားအစ်စ်တွေကိုမူးယစ်ဆေးတွေကျွေးပြီးအသေးကန်တိုက်ခိုင်းနေရမှာအဲ့ဒီစစ်မှုထမ်းတပ်သားအစ်စ်တွေနဲ့စစ်သားတွေဟာအစုလိုက်အပြုံလိုက်တက်လာလေတ ਿਆਂ နယ်လေးပူပေါင်းတက်တွေရဲ့တိုက်ခိုက်ချေမှုမှုတွေအတွေ့အစုလိုက်အပြုံလိုက်ကိုတင်နေကြတယ်ဆိုပါနဲ့အဲ့ဒီလိုစစ်တပ်ကအသေးများနေလေအဲ့ဒီသူတို့စစ်သားမသားအလောင်းတွေကိုကြော်ခွပြီးအရှိကိုအသေးကန်တက်တိုက်ခိုင်းနေရမှာအဲ့ဒီလိုတက်လာတဲ့စစ်သားတွေဟာဘာမှမသိတဲ့ပုံစံနဲ့စစ်မှုထမ်းတပ်သားအစ်စ်အများစုဖြစ်နေပြီး ်မူရစ်ဈေးတွေကျွေးထားတဲ့အတွက်တေမဲ့လန့်ကိုတစ်တီကြီးနဲ့အသေးကန်တက်လာကြတာဖြစ်လို့တက်လာတိုင်းနဲ့အတုံယုံတည်နေကြတာဖြစ်တယ်လို့လက်ရှိနောင်ချုံမြို့နယ်ကရှေ့တန်းတိုက်ပွဲတွေမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကို DBL တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။ဒါပြင်အဲ့ဒီရှေ့တန်းမှာတိုက်နေရင်းနဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကနေကိုလိုယုံထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားအစ်စ်တွေဟာလေတော်လိုင်းရေးတပ်တွေနဲ့ချိတ်ဆက်ပြီးသူတို့ကိုကဲ့တင်ပေးဖို့ပြောလာတဲ့အတွက်တော်လိုင်းရေးတပ်တွေကအဲ့ဒီတပ်သားအစ်စ်တွေကိုပါကဲ့ထုတ်ပေးနေရတာဟာ အခုဆိုရင်တသားတိ၈ဦးထက်မနည်းကိုကဲထုတ်ပေးထားရတယ်လို့လဲဒီပဲလေးတက်ဖွဲ့ရင်တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျာတဆက်ထဲမှာပဲဒီအနယ်လေးဒိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်မှာထိုးစစ်ဆင်နေတဲ့အချက်ဖတ်စစ်ကောင်စီတဟာတော်လိုင်းတတွေကိုမနိုင်တာနဲ့ရသပီသူတွေနေထိုင်ရာခြေရွာတွေကိုလေကြောင်းကရောလက်နက်ကြီးနဲ့ရောပြစ်ခတ်တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့ TNN ကထုတ်ပြန်ထားပါတယ်။လက်ရှိ TNN တိမ့်ပိုက်ထားတဲ့နောက်ချုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNL ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရမှာစစ်ကောင်စီတပ်ဟာတော်လိုင်းတပ်တွေကိုမနိုင်တာနဲ့နောင်ကျုံမြို့နယ်မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာနောင်ဖာညံတော့လုံဆန်းအုံမခနဲ့နောင်လင်းကြေးရွာတွေကိုလေကြောင်းကရောလက်နက်ကြီးနဲ့ပါဘုံကျဲပစ်ခတ်တက်ခိုက်နေတယ်ဆိုပါတယ်လက်ရှိအချိန်ထိတော့ TNL ပူးပေါင်းတပ်တွေဟာဇွန်လအကုန်ထိအပြည့်ရဲ့ကြီးညာထားတဲ့ဂတိအတိုင်းထိုးစစ်မလုပ်ဘဲခုခံစစ်နဲ့သာပြန်လည်တက်ခိုက်နေပြီး စစ်ကောင်စီကတော့သူတို့ကိုယ်တိုင်ဇွန်လအကုန်တိအပြည့်ရဲ့ကြီးညာထားပြီမဲ့တော်လိုင်းဤတတွေရဲ့အပြည့်ရဲ့ကြီးညာမှုကိုအခွင့်ကောင်းယူပြီးထိုးစစ်စင်နာတွေဇက်တိုက်လာလုံနေတာဖြစ်တယ်လို့တင်းနယ်လီကထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကနထိုးကြီးမြို့နယ်မှာ PD ရဲ့ရဲဘော်တွေအဖြစ်တာဝန်ထမ်းဆောင်ဖို့ဆိုပြီးဝင်ရောက်လာတဲ့ အသက်မပြည့်သူလူငယ်၄ဦးကိုဒေါ်လာရေးတပ်ဖွဲ့တွေကအဲ့ဒီလူငယ်တွေရဲ့မိဘအုပ်ထိန်းတဲ့သူတွေစီပြန်လည်အနှံပေးခဲ့တယ်လို့မြန်မာခိုင်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ20ရက်နေ့ကပဲဒေါ်ကြီးမျိုးနဲ့မှနေတဲ့အသက်15နှစ်အရွယ်နဲ့18နှစ်အရွယ်လူငယ်၄ဦးဟာ PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ခြင်းလို့ဆိုပြီးဒေါ်လာရေးတပ်ဖွဲ့တွေစီကိုဆက်သွယ်ပြီးတော့ဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီနောက် လူငယ်လေးဦးဟာတော်လိုင်းတပ်ဖွဲ့တွေစီရောက်တဲ့အချိန်မှာ အသက်အရွယ်ကိုမေးကြည့်တဲ့အခါမှာတော့အသက်မပြည့်သေးတဲ့လူငယ်တွေဖြစ်နေတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေကအဲ့ဒီလူငယ်တွေရဲ့မိဘအုပ်ထိန်းသူတွေစီကိုဇွန်လ28ရက်နေ့မှာ ပြန်လည်အနှံပေးခဲ့ပါတယ်လို့မြန်မာခရိုင်ပကပရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းပတ်စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတဲ့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာ မော်ဘီမြို့မှာရဲစခန်းကိုရန်ကုန်မြို့ပြတော်လန်ရေးတပ်ဖွဲ့ကမိုင်းခွဲတိုက်ခိုက်မှုအတွေ့ရဲတအုပ်ဒဏ်ရာရသွားပြန်တယ်လို့ WE တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ29ရက်နေ့ဖြစ်တယ်မနေ့ကည10:00နာရီခွဲလောက်မှာပဲရန်ကုန်တိုင်းကအချက်ဖတ်စစ်ကောင်စီရဲ့မော်ဘီမြို့မှာရဲစခန်းကိုရန်ကုန်မြို့ပြတော်လန်ရေးတပ်ဖွဲ့ကနေအဝေးထိန်းမိုင်းကိုလက်ပစ်မိုင်းနဲ့ကပ်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ရဲတအုပ်ကတော့ဒဏ်ရာရသွားပြန်တယ်လို့ စစ်ကောင်စီတပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းပောက်ကွဲမှုဖြစ်ပြီးတာနဲ့လမ်းတွေပိတ်ဆို့စစ်ဆေးမှုတွေလုံသွားသေးတယ်လို့ WA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိရန်ကုန်မြို့မှာစစ်ကောင်စီတပ်ကလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကတော်လိုင်းတပ်ဖွဲ့တွေကလည်းစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကိုပောက်ကွဲတက်ခိုက်မှုတွေရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုလည်းတော်လန်ရေးအဖွဲ့တွေကမြစ်တာရက်ခံထားပါသေးတယ်ခင်ဗျ။အခုတခါဆက်ချင်တာကတော့ မလေးရှားနိုင်ငံမှာတရားဝင်နေထိုင်မှုနဲ့မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံရပြီးကိုလုံခွင့်လျှောက်ထားသူတွေနဲ့ UNHCR မှာဒုက္ခသည်အဖြစ်လျှောက်ထားတဲ့သူတချို့ပါအဖမ်းခံနေရတယ်လို့မလေးရှားရောက်မြန်မာတချို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့လက်ရှိမလေးရှားနိုင်ငံမှာတရားဝင်နေထိုင်မှုနဲ့မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံရတယ်လို့ဇော်လာ26ရက်နေ့ကဆိုရင်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့နယ်မာလကာပြည်နယ်မှာ အထောက်အထားမပြည့်စုံမှုနဲ့မြန်မာနိုင်ငံသားစုစုပေါင်းအယောက်60ထက်မနည်းကိုမလေးရှားအာဏာပိုင်တွေကထပ်မံဖမ်းဆီးသွားတယ်ဆိုပါတယ်ဖမ်းတာကတော့ဘယ်နိုင်ငံသားဆိုတဲ့ပုံစံမျိုးမဟုတ်ပဲအထောက်အထားမရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရောအင်ဒိုနီးရှားနိုင်ငံသားတွေပါမကြံနိုင်ငံခြားသားမှန်သမျှဖမ်းတာဖြစ်တယ်လို့အဲ့ဒီအချိန်မှာအထောက်အထားမရှိတဲ့မြန်မာနိုင်ငံသားတွေအကုန်ပါသွားတာဖြစ်ပြီးတချို့ဆိုခလုံးခွင့်ရှောက်ထားတဲ့သူတွေနဲ့ UNHCR မှာဒုက္ခတွေအဖြစ်ရှောက်ထားသူတချို့ပါဖမ်းဆီးခံရတဲ့အထက်ပါသွားတယ်လို့ မလေးရှားရောက်မြန်မာတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ